ဲ့တော့ဦးဇင်းတို့ပထမဆုံးဒါနမင်္ဂလာကစပြီးတော့ပြောကြည့်ရအောင်ဒီနေရာမှာဒါနကောင်းမှုနဲ့ပတ်သက်ပြီးတော့ဘလူမျိုးတည်တည်ပါလာတည်တည်မှာသူတိုင်းတာနဲ့သူသူရည်ရွယ်ချက်နဲ့သူရှိကြတယ်လောက်ကြတယ်ပေါ့ဒါနကောင်းမှုမှန်လို့ရှိဒါပေးတဲ့ကောင်းသူတော်တော်မင်္ဂလာရှိတယ်ကြီးပွားကြောင်ဖြစ်တယ်ချမ်းသာကြောင်ဖြစ်တယ်ဒီနေရာမှာဒါနဆိုတာသူတော်ဘာကိုပေးရမှာပဲပေးတယ်ဆိုတာလည်းအမျိုးမျိုးရှိတယ်ပေါ့ ဘေကံဆောင်ကျလူရန်ရင်ဒီကောင်းတဲ့အလုပ်ဖြစ်တဲ့အမှုကောင်းကျိုးချမ်းသာဖို့ဖြစ်စေလိမ့်မယ်။နောက်ဆုံးငါကမြင့်မြတ်တဲ့ဆန္ဒထားနိုင်မယ်ဆိုလို့ရှိရင်နိဗ္ဗာန်ချမ်းသာရဖို့တော့အထောက်အပံ့ဖြစ်စေနိုင်တယ်လို့ဒါနရဲ့အကျိုးကျေးဇူးကိုကောင်းစွာသိမြင်ပြီးတော့ဉာဏ်နဲ့ရှင်နဲ့စိတ်နဲ့ပေးမယ်ဆိုတော့ဒါအလွန်အဆင့်မြင့်တဲ့ဌာနကောင်းမှုဖြစ်တယ်။တချို့ကြတော့လည်းအဲ့လောက်အတိတော့မရှိဘူး။ပေးခြင်းလို့ကိုပေးလိုက်တာပဲ။ဟုတ်လားတချို့ကလေးလေးတွေဆိုရင်ပေးခြင်းစီရှိတော့ပေးလိုက်တာရှိတယ်။ဒါကတော့တိတ်ပြီးတော့ဉာဏ်နဲ့မရှင်တဲ့ဌာနကော ော်ဘာပဲဖြစ်ဖြစ်ဒါအဒနာကောင်းမှုပါပဲဒီနေ့မှာဦးရှင်တို့ပြီးသဘောတရားအောင်လို့ဒါနာကောင်းမှုမဖြစ်တဲ့ပေးခြင်းတွေလည်းရှိတယ်ဦးရှင်တို့ဒီမင်္ဂလာတရားကိုတပည့်ခံစတော်ရင်ရေးတော်မူခဲ့တဲ့ပေးခြင်းတရားတွေကိုအချိန်ခံကြိုးယူပြုပြီးတော့ဟောတာပါအလုံးကောင်းတဲ့စာအုပ်ကြီးဖြစ်တဲ့ပေးသက်ပေါင်းတော်လို့လူတိုင်းလူတိုင်းဖတ်ရှုတဲ့နေလို့ထင်တယ်။နော်။အဲ့ဒါဆရာဘုရားကြီးကအဲ့ဒီမှာ ဟိုဒါနမဖြစ်တဲ့ပေးခြင်းတွေဟာဘာတွေတုံးဆိုတော့လဲကြောက်လို့ပေးရတာဒါနမဖြစ်ဘူးတဲ့ဟုတ်လားအဲပြီးတော့ဦးဇင်းတို့တစုံတစ်ခုကိုလိုလားတောင်းတလို့လက်လာဘကိုမျောဖို့ပြီးတော့လက်ထိုးတဲ့အနေနဲ့ပေးတာမျိုးဆိုရင်လည်းဒါနမဖြစ်ဘူးတဲ့နောက်ပြီးတော့ဦးဇင်းတို့ဇာဘနဲ့ချစ်လို့ကြိုက်လို့ပေးတာနေလည်းဒါနမဖြစ်ဘူးဆိုပြီးတော့အဲ့ဒီမှာပြောထားတာရှိအဲ့တော့ဒါနကောင်းမှုဆိုတာတကယ်တမ်းကတော့ဤသမောင်းသတော်အောင်လို့ ိမိတို့ရဲ့ဘဝကိုအလွန်မှကောင်းသွားစေတယ်ချမ်းသာသွားစေတယ်ပြစ္ဆုတ်ပန်တန်တရားနှစ်ဖြာသောအကျိုးကျေးဇူးကိုအများကြီးပြီးစီးစေတယ်ဒါကြောင့်သူသည်မင်္ဂလာတရားရှိရတယ်ဒီနေ့မှာဦးဇင်းတို့ဒီဒါနပေါင်းမှုနဲ့ပတ်သက်ပြီးတော့နော်လူသားတွေဟာဟိုတိမ့်ပိုက်လိုတဲ့စိတ်ဆွေးလန်းတဲ့စိတ်ဒါတွေကကြီးမားကြတာဆိုတော့ပေးရကမ်းရတာတိတ်ပြီးတော့လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး ။ဟောဆိုလူရလူဖြစ်လာတဲ့ကိုပါစပြီးတော့ဘဝနိကန္တိကလောဘဇောဆိုတာလောဘနဲ့စားကြတယ်။ဒါကြောင့်လောဘနဲ့စားကြတဲ့တတ္တဝါတွေကပေးရမှာ၊ကမ်းရမှာ။အလုံးမစိတ်ထဲမှာကြိုးစားယူရတဲ့သဘောတော်ရှိတယ်။ဒါပေမဲ့လို့ဒါနရဲ့အကျိုးကျေးဇူးတွေကိုတကယ်မြင်မယ်၊တရားတရားတကယ်ထက်သန်မယ်၊ဉာဏ်ပညာတကယ်ကြီးမားမယ်။ဟုတ်လားအဲ့လိုဒါနရဲ့အကျိုးကျေးဇူးကိုတကယ်သိပြီးမေတ္တာတွေစေတနာတွေကရုဏာတွေတကယ်ကြီးလာပြီဆိုလို့ရှိရင်မပြီးမနေနိုင် ကိုယ်အလုံးမမြင်လို့တဲ့တံပိုးထားတဲ့အရာတွေကိုတောင်းမှလူတွေဟာပေးနိုင်ကြတယ်။ဒါဥရှင်တို့ဘုရားလောင်းနေဆိုလို့ရှိရင်အသက်ကိုတောင်းလျှော့နိုင်နေပေါ့။ဟုတ်လား။ဒါကြောင့်စိတ်ထဲကဒါနရဲ့အကျိုးပေးကိုတကယ်ယုံကြည်လာပြီ။တကယ်စေတနာတကယ်မေတ္တာအားကြီးလာပြီဆိုလို့ရှိရင်မိမိအလွန်တံပိုးထားတာကိုတောင်းလူတွေဟာရဲ့ရဲ့ရောရောနှမျုံမှုမရှိဘဲနဲ့ပေးတဲ့သဘောလိုရှိတယ်။ဟုတ်ဥရှင်တို့ဆက်သွားပြန်တဲ့ချက်က စနပိဇောဒမင်းကြီးဆိုတာရှိတယ်။အဲဒီစနပိဇောဒမင်းကြီးကမြတ်စွာဘုရားကိုကြည်ညိုလုံးလုံးမြတ်စွာဘုရားရှိတဲ့နေရာကိုဟိုကိစ္ဆာယနာလူလင်အမှုပြုတဲ့နောက်လိုက်လူလင်9ရောက်နဲ့အလုံး6ရောက်ပေါ်တယ်။အဲဒါမြတ်စွာဘုရားကြီးကိုလွတ်တယ်။တရားဓမ္မတွေကိုနာမည်ပြီးရင်ပြန်လာပြီးတော့သူ့ကိုပြောဖို့ပေါ့။သူကိုယ်တိုင်မြတ်စွာဘုရားကြီးအကြောင်းမျိုးမျိုးကြောင့်မသွားနိုင်တော့ကိစ္ဆာယနာလူလင်အမှုရှိပြီးတော့အဖွဲတစ်ဖွဲကိုလွတ်လိုက်တယ်။ကိုရောက်တဲ့အခါကျတော့အဲ့ဒီကိစ္ဆာယနာလူလင်အမှုပြုတဲ့အဲ့ဒီအဖွဲက မြတ်စွာဘုရားကိုကုမြုံပြီးတော့မြတ်စွာဘုရားဟောတဲ့တရားတွေကိုနားယူပြီးတော့အဲတူတူပြောကြပါဆိုတူတူယဟန္တာဖြစ်ကြတယ်ယဟန်ကျူကြတယ်အဲ့လိုယဟန္တာဖြစ်ပြီးတော့ယဟန်ကျူကြတော့ဇံပင်ရင်လည်းရတယ်အဲ့တော့မြတ်စွာဘုရားကိုသူတို့ကပြင်တယ်သန္တပိစောဒမင်းကြီးကိုကြွလို့ဒါပေမဲ့မြတ်စွာဘုရားကဒီကိစ္စယန္တမတည်ကိုပဲအင်းတင်သွားလို့ရှိရင်လည်းမင်းကြီးဟာတင်ကိုကြီးညွှန်နိုင်တယ်ဒါကြောင့်တင်မဲသွားဆိုပြီးတော့မြတ်စွာဘုရားမကြွဘူး အဲ့တော့အဲ့ဒီကိစ္ဆာယနာမထေရအမှုပြုတဲ့မထေရဇနပိဇောဒမင်းကြီးရှိတဲ့နေရာကိုကြွလာကြအဲ့လိုကြွလာကြရင်းနဲ့ဟိုဒေသကအလွန်ဝေးတာဆိုတော့ခကြီးကအလွန်ဝေးတာဆိုတော့ရွာတရွာရောက်တော့သူတို့ဆုံးခံကြရတယ်။ဒါပေမဲ့အဲ့ဒီရွာကဒီဘုရားတရားတန်ခါကိုယုံကြည်မှုအားနည်းတဲ့ရွာသာသနာနဲ့တိတ်ပြီးတော့မထွန်းကားတဲ့ရွာဖြစ်ကောင်းဖြစ်မယ်ပေါ့။အဲ့တော့ဆုံးမမင်းရဟိုအလွန်မအခက်အခဲဖြစ်တယ်။ တော့ဆွန်းစားလာဆွန်းစားခြင်းကနီးနေပြီဆုံးမမရဘူးအဲ့တော့အဲ့ဒီရွာမှာဦးဇင်းတို့ဟိုတစ်ချိန်လုံးကအလုံးတရားမှချမ်းသာကြွယ်ဝပြီးတော့အခုလောလောဆယ်မှာတော့ပစ္စည်းဥစ္စာနှောပန်းသွားတဲ့တတိသမီးတယောက်ရှိရလောလောဆယ်တော့တတိမဟုတ်တော့ဘူးပေါ့အဲ့ဒီတတိသမီးကသူကအလုံးတရားမှတရားတရားအားကြီးတယ်မထေမြတ်တွေကြွလာတယ်တပည့်ထဲမှာဘာမှပါအောင်မတူဘူးဆိုတာလည်းသူသိတယ် အဲ့ဒါနဲ့ရှင်ဘုရားတို့ဆွနေပါလေရခဲ့ရလားဆိုတော့မရခဲ့ဘူးဆိုတာကိုသူသိတယ်အဲ့ဒီတော့ဘာလုပ်လို့ဆိုတော့ဒီနေ့ကိုမြန်မြန်သွားပြီးတော့သူ့ရဲ့အထင်းတော်ကိုခေါ်ပြီးတော့သူအင်မတန်တမြတ်တလို့ထားခဲ့တယ်သူ့ရဲ့ဆံပင်เนาะအမျိုးသမီးတွေဆိုတာကိုယ့်ရဲ့ဆံပင်ကိုအလွန်မှတန်ဖိုးထားပါလေအေးအဲ့ဒီဆံပင်ကိုတခါတည်းဖြတ်ပြီးတော့တစ်ချိန်လုံးကအဲ့ဒီဆံပင်ကိုအတရားတစ်ထောင်ပေးတာတော့သူမရဘူး ူနဲ့ဘဝတူတတိသမီးတယောက်ရှိတယ်အဲ့ဒီတတိသမီးကအဲ့ဒီရွာထဲမှာပဲရှိတယ်ဒါပေမဲ့သူကဆွေနဲ့မကောင်းဒီတတိသမီးကဆွေနဲ့အရင်ကောင်းတယ်အဲ့ဒီဆွေကောင်းတာကိုပဲသူကတမန်းတာနေတယ်ပေါ့အဲ့ဒါတစ်ချိန်လုံးမှာတထောင်ပေးတာတော့မရောနေဒီဆွေနေကိုအခုရတဲ့စီးရင်နေရောင်းနေအလွန်အရေးကြီးတယ်ဒီအချိန်မှာဗုဒ္ဓမြတ်ရဲ့ဆုံးဖို့ပေးဖို့အရေးကြီးတယ်အဲ့ဒီလိုပြောတော့အတင်းတော်က အလွန်တနာတယ်ပေါ့ဒီတစ်သေးသေးလေးကိုအဲ့ဒါမြေကြီးတောင်သူကြရတယ်အဲ့ဒါနဲ့အဲ့ဒီစင်မြင်တွေကိုမတင်မြတ်တွေမသိအောင်ဒါမတင်မြတ်တွေကိုလည်းအိမ်ပြန်ထားတယ်ပေါ့မသိအောင်တခါလေးယူပြီးတော့ဟိုတစ်သေးသေးကြီးကိုသွားပြီးတော့ရောင်းတယ်ရောင်းတော့တစ်သေးသေးကငွေလိုလိုလာရောက်မှသိတော့တချီနှုန်းကသူတစ်ထောင်ပေးပြီးတော့ဝယ်ခဲ့တဲ့စင်မြင်ကိုဈေးနှိမ်တဲ့အနေနဲ့ရှိကျက်ပဲပေးတယ်လို့ဆိုတယ်အဲ့ဒါသူကလည်းရသလောက်ကလေးယူပြီးတော့ပြန်လာတယ်အဲ့ဒါမတင်ကလည်းရှင်းပန်းဆိုတော့ တပါးလျင်တကြက်တန်ဆွမ်းပေါ့အဲ့ဒီတော့မှတကြက်ကတော်တော်လေးတန်ဖို့ရှိလို့နေမှာပါပဲအေးအဲ့ဒါနဲ့တကြက်တန်ဆွမ်းကိုကတ်တယ်တတိမိကခေါင်းမှစမင်းမရှိတော့ဘူးဆိုတော့မတင်မြက်တွေကိုထွက်ပြီးတော့ဝင်းမချာရဲဟိုသူရှက်တယ်ဟိုဒါပေမဲ့လို့ဟိုကရှင်မကကြီးကသူကတိတယ်တိတော့အเจ้าတိလို့တတိမိဘယ်မှာလို့ဆွမ်းအမကဘယ်မှာလို့လို့မေးတော့သူမနေတာဘူးအဲ့ဒီမှာထွက်လာတယ်ထွက်လာပြီးတော့မတင်မြက်ကိုရှ िख ိုးဥချလိုက်တယ်ပဲ သူ့ရဲ့ကောင်းကဆွေးနေရပင်ပေါ်မြေရီတိုင်ပြန်ပြီးတော့ဖြစ်သွားတယ်တဲ့ဒါလည်းအံ့ဩစရာပါပဲနော်ဘင်းတော်ကောင်းတော်ကောင်းတို့ဘာကြောင့်အံ့ဩစရာလဲအံ့ဩစရာလို့ပြင်းလို့ပြောရလို့ဆိုတော့ဒီစိတ်စေရနာပေါ့အထူးသဖြင့်တော့ဒါရဲ့အစွမ်းတတိဘေးတော်ကောင်းတော်ကောင်းဟိုမှမှန်ကန်ကန်နားလည်ဖို့လိုတယ်เนาะဒီနေရာမှာတကိုးဆိုတာကဟိုထူးထူးဆန်းဆန်းကိစ္စကြီးတွေကိုစိတ်ထဲမှာသွားပြီးတော့ တွေးရင်လွဲမှာဆိုရတယ်။ဘာရဲ့တကိုးလဲတကိုးဆိုရင်လည်းဘာရဲ့တကိုးလဲဆိုရင်သူ့စိတ်စေတနာရဲ့တကိုးပဲဖြစ်မှာပဲ။ဟုတ်တယ်မဟုတ်လား။အေး။ဒါကြောင့်အဲ့ဒီစိတ်စေတနာအလွန်ထက်သန်စွာဖြင့်ပေးကမ်းလှူဒါန်းခဲ့တဲ့အတွက်ကြောင့်အဲ့ဒီဒါနာကောင်းမှုရဲ့အကျိုးကျေးဇူးဟာအခုလောလောဆယ်ပုံမှာပဲအံ့ဩဖို့ရတွေ့မြင်ရတယ်။အေးအဲ့ဒီမှာမတင်မြတ်တွေကသူကတဲ့ဆုံးကိုဖုံးပေးပြီးတော့ ဆန္ဒပိစောလမင်းကြီးတွေရောက်တဲ့အခါကျတော့မင်းကြီးကမြတ်စွာဘုရားကြွမလာနိုင်ဘူးဘုရုကိုပဲလွတ်လိုက်တယ်လို့ကိစ္ဆာယနာမထေရကပြောတဲ့အခါအရှင်မြတ်တို့အဲ့လိုဆိုရင်ဒီနေ့ဘယ်မှာဆုံးဖို့မေးခဲ့လို့အဲ့ဒါနဲ့အကျိုးအကြောင်းပြောပြရင်ပေါ့အဲ့ဒီကတတိတပိတော်တော်စရာတရားကောင်းပြီတော်တော်စေတာကောင်းတယ်အဲ့လိုပြောပြတဲ့အခါကျတော့မင်းကြီးကအကျိုးအကြောင်းသိရတော့အဲ့ဒီတတိတပိကို တော့အခေါ်ခိုင်းပြီးတော့မိဖုရားမြောက်တယ်လို့ဆိုပါတယ်။ဒါလည်းပဲဒါနရဲ့အကျိုးကျေးဇူးမှာဒီဘဝနဲ့အကျိုးမေးတယ်ဆိုတဲ့အတိတ်ပဲလို့ပြောမယ်ဆိုရင်လည်းပြောလို့ရတယ်။ဒါကြောင့်ပြည့်တတ်သောတရားတော်စိတ်စေရနာတကယ်ထက်သန်လာပြီးမေတ္တာတရားစေရနာတရားတကယ်ကြီးမားလာပြီးဆိုလို့ရှိရင်ဒီတဏ္ဍကောင်းမှုဆိုတာမျိုးကိုလူတွေဟာရဲရဲရောရောပြုတဲ့သဘောရှိတယ်။ပြုပြီဆိုလို့ရှိရင်လည်းကိုယ်စိတ်စေတနာနဲ့တန်တဲ့အကျိုးရလောက်ကိုတော့ရကြတဲ့မြေပဲ။ ါကြောင့်ဒါနကောင်းမှုသည်မင်္ဂလာဖြစ်ရတယ်။ဒီနေရာမှာတချို့ကဒါနကိုတန်လျာရှိကြောင်းဆိုပြီးတော့ပြောကြတာရှိတယ်တဲ့။အမှန်ကတန်လျာကိုရှိစေတာတဲ့တဲ့ပြောရင်တဘောအပြီးတဘောဆင်းရဲလာတဲ့ဘဝဒုက္ခတွေကိုရသွားစေတာဘာကြောင့်လုံးလို့မင်းရင်ဘဝရခြင်းရဲ့ဒုက္ခရခြင်းရဲ့လက်တွေတည်းကတဏ္ဍာတရားပဲ။အဲဦးဇင်းတို့ဓမ္မစကြာတရားတော်မှာရှိတယ်မို့လား။တဏ္ဍာပေါ်သောဘဝိက္ခ ရတနာဒီဘဝတည်းကိုဖြစ်စေတယ်။အဲ့ဒီတနာဆိုတဲ့လူချင်းမှုရခြင်းမှုနဲ့အခုပြီးတဲ့ကံနဲ့လူတဲ့တန်းနဲ့ဆိုတဲ့ဒါနာကောင်းမှုဟာလုံးဝဖြောင်းပြောင်းဆန်းကျင်တယ်။ဟုတ်လား။ဒါကြောင့်ဒါနာကောင်းမှုဒီတန်လျာကိုရှိနေတာမဟုတ်ဘူး။တန်လျာကိုရှိနေတာကတနာလောဘကတည်းရှိနေတာ။အဲ့တော့ဒါနာ